အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nan ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ American လွှတ်တော်အမတ်တွေဟာသမ္မတ Donald Trump ရဲ့အဆိုအရအစ်အဖွဲ့အားမြန်မာငလျင်အရေးဆောင်ရွက်မှု နှိမ့်ခွေးမှုအပေါ်လူသိရှင်ကြားပြစ်တင်ရှုံချလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ် သတင်းအဖြစ်ဆုံးကတော့ The New York Times က April 4ရက်2025မှာထုတ်ပြန်သွားတာကတော့ Democratic လွှတ်တော်အမတ်တွေဟာငလျင်တန်းကြောင့်ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံကိုအမေရိကရဲ့အနေနဲ့လူသားချင်းဆိုင်ရာဖိမကူညီမှုတွေပေးအပ်ရမှာအရန်ကိုနှောက်ကြရှုံးနိမ့်ခဲ့ရပြီးတချိန်ထဲမှာပဲတရုတ်နဲ့ရုရှားတို့ဟာသူတို့ရဲ့ကာကွယ်ရေးအဖွဲ့တွေများစွာဆီလွတ်ပြီးကဲတင်နေပြီဖြစ်ကြောင်း ထရမ့်ရဲ့အစိုးရအဖွဲ့ပေါ်ဝေဖန်ပြစ်တင်ရှုံချလိုက်ကြပါတယ်။အဲ့ဒီလိုပြစ်တင်ရှုံချလိုက်တဲ့စာကိုတော့မနေ့ဗုဒ္ဓဟူးနေ့ကပဲထရမ့်ရဲ့သမရအင်ဖြူတော်ကိုပေးပို့လိုက်ပါတယ်။ဒီမိုကရက်ရဲ့လွတ်တော်အမတ်6ဦးလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့အဲ့ဒီစာမှာဆိုရင်တော့သမရထရမ့်ဒုတိယအကြိမ်ပြန်တက်လာပြီးအပြည်ပြည်ဆိုင်ရာနိုင်ငံတကာကူညီဆောင်ရှောက်ရေးအဖွဲ့တွေရဲ့ပထမဦးဆုံးပွဲဦးအတွက်စံသတ်မှုအနေနဲ့စောင့်ကြည့်ရမှာတော့ ရှုံးနိမ့်သွားပြီဖြစ်ကြောင်းအဲ့ဒါကတော့မတ်လ28 2025မှာဖြစ်ခဲ့တဲ့ပြင်အား9.9အဆင့်နဲ့အလွန်ပြင်းထန်တဲ့ငလျင်တန်ကြောင့်ထောင်ထဲချီပြီးလူတွေတေတောင်ခနှန်းနဲ့ချီတဲ့အဆောက်အဦတွေပျို့လဲပျက်စီးခဲ့ရတဲ့မြန်မာနိုင်ငံကိုကူညီကယ်ဆယ်ရေးအဖွဲ့တွေရှေ့လွှတ်ရမှာခြေတုံချတုံဖြစ်နေပြီးအဲ့ဒီတွေအမေရိကန်နိုင်ငံရဲ့ဂုံတိတ်ခါကိုထိခိုက်စေပြီးကဘာပေါ်ရှိ နိုင်ငံတွေအပေါ် အမေရိကရဲ့တမိုင်းတခြားကူညီဆောင်ရှောက်ခဲ့မှုတွေကိုရပ်တန့်သွားစေခဲ့ကြောင်းရေးသားထားပါတယ်။အဲဒီစာမှာစာလက်မှတ်ရေးထိုးခဲ့တဲ့အမတ်6ဦးဟာပြည်နယ်6ခုဖြစ်တဲ့ Massachusetts, Delaware, Virginia, Illinois, Oregon, Maryland ပြည်နယ်တို့ကဖြစ်ကြပြီးအဲဒီစာကို American နိုင်ငံသားရေးဝန်ကြီး Marco Rubio ထံကိုက American ဗန်နာရေးဝန်ကြီး Scott ဘက်ဆန်စီဂိုဘာမိတ်တူတစ်စုံရေးပြီးပေးပို့လိုက်ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးရူဘီယိုနဲ့နိုင်ငံရေးအတိုင်ပင်ခံဖစ်မော်ရိုကိုရောဟာဆိုရင်အမေရိကရဲ့ဆုံရှုံနေရတဲ့ဘန်နာတွေကို ထိမ့်သိမ်းရန် သမ္မတထရန့်တက်လာကလေးကနိုင်ငံတကာအကူအညီတွေ USA တွေအကုန်ရနာခဲ့ပြီးဘန်နာရေးဝန်ကြီးဘက်ဆန်ရဲ့အဖွဲ့ကတော့မြန်မာနိုင်ငံကိုလက်ရှိစစ်ကောင်စီကအုပ်ချုပ်နေတာကြောင့်ထောက်ပံ့ရေးနဲ့စီးပွားရေးပတ်သက်မှုတွေကို လုံးဝရပ်တန့်ထားပါတယ်။အဲ့ဒီ sanction တွေပြုလုပ်ထားပါတယ်။ဒါပေမဲ့လည်းအခု Democrat အမတ်6ဦးကတော့အခုလိုဘေးဒုက္ခရောက်နေချိန်မှာတော့ sanction ပိတ်ပင်ထားတာတွေကိုခေတ္တဖြေလျှော့ပြီးငလင်ကာကရေးအဖွဲ့တွေအမြန်စေလွတ်တင်ကြောင်းပြောကြားလိုက်ပါတယ်။တောက်ချာနေကဖြစ်ဖြစ်ခဲ့တဲ့ငလင်ကြောင်းတီးရတဲ့လို့အခုဆိုရင်လူပေါင်း2900ကျော်တည်ဆုံခဲ့ရပြီးမြန်မာနိုင်ငံနဲ့ကပ်လျက်ထိုင်းနိုင်ငံမှာလည်းလူတည်ဆုံမှုတွေ ရှိခဲ့ပြီးတောင်းနဲ့ကြီးတဲ့အဆောက်အဦတွေပြိုလဲပျက်စီးခဲ့ရတာတောင်းအမေရိကအနေနဲ့ဘာအဖွဲ့ကြီးကိုမှမလွတ်တာကိုဒီမိုကရက်တွေကထောက်ပြခဲ့ပြီးစစ်ကောင်စီအနေနဲ့နိုင်ငံတကာကိုကူညီချဖို့အကူအညီတွေတောင်းခံခဲ့ကြောင်းတရုတ်ရုရှားအိန္ဒိယထိုင်းမလေးရှားဗီယက်နမ်နိုင်ငံတွေကသူတို့ရဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုငွေကောဆက်ရန်တရားတွေပါပေးဖို့ကူညီခဲ့ကြောင်းလူ၃ရောက်တော့မပြည့်တဲ့အဖွဲ့အခုထက်ထိမလွတ်သေးကြောင်း နယူးယောက်တိုင်းကသတင်းစာမှာ American Donald Trump ရဲ့အဆိုအရအဖွဲ့ကိုဝေဖန်ရေးသားထားပါတယ်။ America ရဲ့နိုင်ငံသားရုပ်ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတော့ America ရဲ့နိုင်ငံတကာ Bay Area ကယ်ဆယ်ရေးအဖွဲ့တွေကအစဉ်အသင့်ရှိနေခဲ့ကြောင်းဒါပေမဲ့ America ရဲ့ policy အစ်စ်ကြောင်း US Aid အဖွဲ့ဟာထောင်ပေါင်းများစွာသောဝန်ထမ်းတွေအလုပ်ပြုတ်သွားခဲ့ကြပြီးရန်ရာအစ်စ်နဲ့ဖွဲ့စည်းနေခြင်းနဲ့တိုက်ဆိုင်နေတာကြောင့် ွေကြီးကကယ်ဆယ်ရေးအဖွဲ့တွေကအစဉ်အသင့်အခုချိန်ထိရှိနေပေမဲ့ US 8ရုံးဟာလဲဝါရှင်တန်မှာမရှိတော့ကြောင်းအခြေအနေတွေအရနှောင့်နှေးကြံ့ကြာတာတွေဖြစ်နေရကြောင်းစစ်အစိုးရစီ direct ကိုညီလို့ US policy ကလည်းခွင့်မပြုကြောင်းအဲ့ဒါကြောင့်အခုလိုရှုပ်ထွေးကြံ့ကြာမှုတွေဖြစ်နေရကြောင်းအဲ့ဒါတွေအားလုံးအတွက်အဖြေရတာနဲ့အစဉ်အသင့်ဖြစ်ပြီးသားငွေကောလူကော ကူညီမဲ့အဖွဲ့အစည်းမြန်မာနိုင်ငံကိုရောက်ရှိလာမှာဖြစ်ကြောင်းတရင်တော်များကိုပြန်လည်ဖြည့်ရှင်းခဲ့ပါတယ်။အခုလာမဲ့ဆောင်းတွင်2025မှာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့အတွက်လူစားချင်းဆိုင်ရာအမေရိကကနေကူညီခန့်အပ်ထားတဲ့အေဂျင်စီတစ်ခုရှိပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာပဲသူတို့ရဲ့အေဂျင်စီတွေကိုဖျက်သိမ်းခံလိုက်ရပြီးပြပထွက်ခွာရမလို့တော့ကြောင်းအေဂျင်စီနှစ်ခုစလုံးမှဝန်ထမ်းအားလုံး ဂျာဒူးထုတ်ပယ်ပြစ်လိုက်ပြီဖြစ်ကြောင်း American အစိုးရကပြီးခဲ့တဲ့တောက်ကြနေမှာပဲအီးမေးလ်တွေပို့ပြီးအကြောင်းကြားစာပို့ပြီးဖြစ်သိမ်းခဲ့ပါတယ်။အဲ့ဒီလိုပဲ American အရှိချမ်း Virginia နဲ့ America ရဲ့အနောက်ချမ်း California မှာရှိတဲ့နိုင်ငံတကာကို အခြေမွေသွားရောက်ကာကွယ်ရန် ဖွဲ့စည်းထားတဲ့မိသက်ကာကွယ်ရေးဌာနကိုလည်းသမရထရမ့်ရဲ့အစိုးရအဖွဲ့ကဖျက်သိမ်းခဲ့ပါတယ်။အဲဒါကြောင့်အခုဆိုရင်တခြားနိုင်ငံတွေမှာမိဘဒုက္ခရောက်ခဲ့ရင်လည်း အမေရိကအနေနဲ့မိသက်သမားတွေမိသက်ရှင်တွေကိုလည်းစေလွှတ်နိုင်မှာမဟုတ်တော့ကြောင်းသတင်းဌာနတွေကပြောပါတယ်အခုလိုနိုင်ငံတကာကိုအမေရိကကကူညီနေတာတွေကိုရပ်တန့်လိုက်ခြင်းအပြင်အမေရိကန်အစိုးရရဲ့နိုင်ငံတကာအတွက်ကုန်ကျစရိတ်ငွေဟာတစ်ရာခိုင်နှုန်းလောက်အထိကျဆင်းသွားခဲ့ပြီလို့ဗဟုအစိုးရကကြေညာခဲ့ပါတယ်။ဂျန်ကုန်မှာအခြေစိုက်ထားတဲ့အမေရိကန်တန်ယုံကတော့ အမေရိကအနေနဲ့အမေရိကန်ဒေါ်လာနှစ်တန်းကူညီမယ်လို့ပြောခဲ့ပြီးအဲ့ဒီငွေဟာရခိုင်သမရတွေလက်ထက်တုန်းကဒုက္ခရောက်နေတဲ့နိုင်ငံတွေကိုကူညီခဲ့တဲ့အမေရိကရဲ့အလှူငွေနဲ့ရှင်ရင်လွန်စွာ နေပါကြောင်းသိရပါတယ်ဒီမိုကရက်လွတ်တော်အမတ်တွေကအဲ့ဒါကြောင့်စစ်ကောင်စီကို စီးပွားရေးတန်ခတ်အရေးယူတာတွေကိုခိတရက်ဆိုင်ပြီးငလင်တန်ကူညီနေတဲ့အဖွဲ့တွေစီကို အမေရိကရဲ့အလှူငွေတွေအမြန်ပေးဖို့ရန်တောင်းဆိုလိုက်ပါတယ် ပြီးခဲ့တဲ့တင်းနေတာနေ့မတ်လ31မှာတော့နိုင်ငံရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Tammy Bruce ကတော့ Washington ရဲ့ Manila ရဲ့ Bangkok မှာရှိနေတဲ့နိုင်ငံတကာကပ်ဘေးဒုက္ခကယ်တင်သည့်အဖွဲ့တွေရဲ့အကူအညီနဲ့အမေရိကန်ကနေမြန်မာကိုပေးကူမဲ့အဖွဲ့ကောင်းငွေတွေပါရောက်ရှိရန်စီစဉ်နေပြီဖြစ်ကြောင်းသိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီတော့ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Promise USA News YouTube channel လေးကိုချိန်နဲ့တက်ခဲ့ရင် you like and subscribe လုပ်ပေးခဲ့သွားပါ no So please take care of yourself and each other. Bye bye.